ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ညနေပတ်လက်ဖြစ်ရေးနဲ့စာပြေစာနဲ့အတူဒိုအီမာကအေဂန်နဲ့ပါသူသားနှစ်ယောက်နဲ့အတူထိုင်ပြီးကောင်မလေးနှစ်ယောက်ရဲ့ဓာတ်ပုံလေးကိုကြည့်နေပါတယ်ဒီချိန်မှာအင်ဒရာက ရောက်လာပြီးစူဖာဘောမှာလာထိုင်ပါတယ် ပြီးတော့ဒေါ်အီမာကအင်ဒရာကိုပြောလိုက်ပါတယ်ဒီမာကြီးအင်ဒရာနေရရောင်းမလောင်းနေရရဲ့တပ်ပုံလာကြီးဒီခင်မင်တဲ့ဝတ်ဆောင်တဲ့တယောက်ကစော်ဝင်းအတွက်ဒီရိုးရိုးဝတ်ဆောင်တဲ့တယောက်ကငင်းချမ်းအတွက်အမေအကိုစော်ဝင်းအတွက်တော့ဒီကမာလေးကကောင်းပါတယ်အင်ဒရာကမာရရဲ့တပ်ပုံကိုစပွဲပေါ်မှာတင်လိုက်ပါတယ်ပြီးတော့ຫນွေဦးရဲ့ဓာတ်ပုံကိုလက်မကမ်းပြီးပြောခဲ့ပါတယ်။ဒါပေမဲ့ဒီကောင်မလေးကတော့တော်တော်စင်းရဲပုံပေါက်တယ်။အမေကအကူငင်းချမ်းအတွက်တခြားကောင်မလေးတယောက်ကိုရှာလိုက်ပါလား။ အင်ဒရာကြီးငါကောင်မလေးကိုကြိုက်တယ်ပြီးတော့မင်္ဂလာဆောင်ရမှာငါလေးမင်းမမဟုတ်တော့ငင်းငင်းရဲ့စကားကိုကြားတော့အင်ဒရာကမျက်နှာပြက်သွားပါတော့တယ်ပြီးတော့သူကသူ့အခန်းထဲကိုဝင်သွားလိုက်ပါတယ်မကြောက်ခင်ပါပဲမိသားစုတစုလုံးကမာယောက်ကိုသွားတွေ့ဖို့အတွက်သူ့အင်ကိုသွားလိုက်ကြပါတယ်ပြီးတော့အင်ကင်းထဲမှာထိုင်နေကြပါတယ်သူတို့အတွက်စီကံတွေအများကြီးကလည်းတစ်ဖက်ရင်းနဲ့မုံတွေကိုယူလာပြီးစပွဲပေါ်တင်ပေးပါတယ်အဲ့နောက်မှာမာယအမေကသူ့ကိုခေါ်လာပြီးစူပါပေါ်မှာထိုင်ကြပါတယ် အမေရေသမီးကတော့ရောင်မအရန်ကြိုက်တယ်သူတို့ရဲ့အိမ်ကိုကြည့်ရောင်မရဲ့အဝတ်စားကိုကြည့်ရောင်မဝတ်ထားတာတွေကအရန်လှတာပဲသူနှစ်ကက်ကလည်းအရန်လှတာပဲကြည့်အောင်အမေတကယ်လို့နေကငါနှစ်ကက်တွေကိုအရန်ကြိုက်တယ်ဆိုရင်ဒါတွေနေယူသွားလေဒါတွေကအမေရိကရဲ့နာမည်ကြီး brand Harry Weston ရဲ့နှစ်ကက်တွေလေသိလားငါနောက်ထပ်မှားလိုက်လို့ရတယ်ဒါတွေကိုနေယူသွားလိုက်လေဟုတ်လားအဲ့ဒီ brand ရဲ့လက်ဝတ်ရတနာတွေကိုညီမလည်းကြိုက်တယ်ဒါပေမဲ့ဘယ်တုန်းကမှမဝယ်ဘူးသမီးရဲ့ ြာတွေအလုံးလောက်เสียမလို့ပါဘူး။ကိစ္စမရှိပါညီမရဲ့ပေးပါစေ။သမီးယောက်မတွေရဲ့ချစ်ချင်းမြတ်တာလေ။မာယာကသူ့နှက်ကကိုချက်ချင်းချွတ်ပြီးအိန္ဒြာကိုပေးလိုက်ပါတယ်။အဲ့တော့အိန္ဒြာကိုသူ့ယောက်မပို့ပြီးတော့နှစ်တက်လာခဲ့ပါတယ်။အခုတော့မကြခင်မှာမိသားစုတစုလုံးကຫນွေဦးကိုတွေ့ဖို့အတွက်သူ့အိမ်ကိုရောက်လာပါတယ်။အိမ်မှာຫນွေဦးရဲ့စင်းရဲတဲ့အိမ်နဲ့သူ့ရဲ့ဝတ်စားတွေကိုမြင်တော့အိန္ဒြာကမျက်နှာပြက်သွားပါတော့တယ်။အမေရေသမီးကအမေကိုတိဆက်ဆိုင်ရဲ့အတွက်အစကတည်းကတားခဲ့တာပဲ ကြည်ပေါင်းတို့စီမှာဝတ်စားကောင်းကောင်းဝတ်ဖို့အတွက်အတိအောင်မရှိဘူးတို့ရဲ့ဝတ်စားစင်ရင်မကဘလောက်တောင်ဆိုးလဲကြည်အောင်နင့်ပဆက်ကိုပိတ်လိုက်စမ်းငင်းချမ်းနဲ့သူ့ကိုပဲလက်ထပ်ပေးမှာအင်ဒရာကြားပေမဲ့လည်းဒေါ်အီမာကຫນွေဦးကိုသူ့သားနဲ့လက်ထပ်ပေးဖို့သဘောတူလိုက်ပါတယ်ပြီးတော့ဂရင်းပေါ်မှာထန်ခိုင်းပြီးအနီရောင်ပေါ်မှာလေးကိုချုံပြီးကလက်ဆောင်ပေးလိုက်ပါတယ်ပြီးတဲ့နောက်မှာအားလုံးကအိမ်ပြန်လာပြီးစူပါပေါ်မှာထိုင်ကြပါတယ်အမေတော့အဲ့ဒီဆင်းရဲသားမတွေမှာပါရီမြင်လို့လည်းမသိပါဘူးသူ့ဥပစာတွေကလည်းအရင်ညစ်ပတ်ပေး ။ "तू आ သမီးကိုရမမာရလို့မျိုးဘာမှလည်းမပေးခဲ့ဘူး။သမီးရဲ့လူတယောက်ရဲ့ဝတ်စားကိုကြည့်ပြီးသူ့ပုံစံကိုမဆုံးဖြတ်ရဘူး။အဲ့ဒီမိန်းကလေးကဘလောက်တောင်တည်ငြိမ်ရိုးရှင်ပြီးယဉ်ကျေးတဲ့မိန်းကလေးလဲဆိုတာနင်မမြင်ဘူးလား။ပြီးတော့မင်းဘာလုပ်ခြင်းလဲ။ငါ့ကိုပြောပါ။မင်းကိုကပတ်စံရှာနေတာပဲလေ။ကျောင်းမစီကနေယူပြီးဘာလို့မလုပ်လဲ။ဒေါသထွက်နေတဲ့အိန္ဒြာကသူ့ခန်းလေးကိုဝင်သွားလိုက်ပါတယ်။အချိန်တွေကုန်ဆုံးလာခဲ့ပါတယ်။ပြီးတော့တားနှစ်ယောက်လုံးကလက်ထပ်လိုက်ကြပါတယ်။ မင်္ဂလာဆောင်ပြီးတော့ချွေးမနှစ်ယောက်လုံးအင်ကိုရောက်လာခဲ့ပါတယ်။ပြီးတော့ကျူဇူပွဲလုပ်ပြီးနောက်အင်ဒရာကမာယာလက်ကိုဆွဲပြီးအေဂွန်ကိုဖွင့်ကဆိုဖာပေါ်မှာထိုင်ခိုင်းလိုက်ပါတယ်။ရောင်မရင်ရောင်မဒီဆိုဖာပေါ်မှာထိုင်လိုက်ပါ။ရောင်မအရန်ပင်မနေပြီမလား။ရောင်မရဲ့ကာဝန်လေးကလည်းအရန်ချစ်စရာကောင်းတာပဲ။ပြီးတော့အရန်လဲလေးတယ်။ဒါမနစ်မာဟိုထရာရဲ့ကာဝန်မှလား။ညီမလည်းညီမမင်္ဂလာပွဲအတွက်အဲ့လိုကာဝန်မျိုးလိုချင်နေ။ဟုတ်တယ်အင်ဒရာ။ဒါမနစ်မာဟိုထရာရဲ့ဒီဇိုင်နာကာဝန်မယ်။ စိတ်မပူပါနဲ့အင်ဒရာနေမင်္ဂလာဆောင်တဲ့အခါနေ့ရက်မင်္ဂလာဝတ်ဆောင်ဝဲပေါ်ကငါတာဝန်မဲတကယ်လားယင်အဲ့ဒါဆိုရောင်းမကြီးရောင်းမအခန်းထဲကိုမြ мян လေးသွားလိုက်ပါမြမလိုက်ပို့ပေးမယ်နော်အော်နေ့ရက်ချစ်ချင်းမြတ်တာအလုံးရောင်းမအကြီးကိုပဲပေးတော့မလားနေ့ရောင်းမငယ်ကိုလည်းကြည့်ပါအောင်အမေရေသူ့ဝတ်ဆောင်လည်းကြည့်ပါအောင်အရန်ယူရှင်ပြီးပေါ်ပါနေရပဲရောင်းမငယ်လမ်းလျှောက်ရင်ဘာမှခက်ခဲမဖြစ်ဘူးလေဒါပေမဲ့ရောင်းမမာယာတီဝတ်ဆောင်နဲ့လမ်းလျှောက်ရတာဘလောက်တောင်ခက်ခဲနေလဲကြည့် ပြီးတော့အကူငင်းချမ်းလက်ရှိတာပဲလေသူကြည့်လိုက်မယ်အဲ့လိုပြောပြီးအိန္ဒြာကမာယာကိုသူခန်းထဲခေါ်သွားလိုက်ပါတော့တယ်ဒေါ်အီမာကတော့သူချွေးမငဲကိုအခန်းပြပေးနေပါတယ်အိန္ဒြာကသူရောက်မှအကြီးရဲ့အခန်းထဲမှာအချိန်တော်တော်ကြာလိမ့်အထိထိုင်နေပါတယ်ပြီးတော့ဈေးကြီးတဲ့ပစ္စည်းတွေကိုကြည့်နေပါတယ်အားလုံးကအရင်ဈေးကြီးတယ်အဲ့ဒီထဲကနင်ပါကြိုက်လဲယူသွားငါ့မှာရောင်းမတယောက်ပဲရှိရလေအော်စကားမဆက်ငါနဲ့အတွက်ကုချီအိတ်တလုံးမှယူလာပေးတယ်ရောင်းမရဲ့ ရောင်မအရန်သဘောကောင်းတာပဲ။အခုတော့ညီမကောလိပ်ကိုဒါပဲယူသွားပြီးတော့အားလုံးသွားပြမယ်။မာယာစီကနေဂူချီအိတ်ကိုရတော့အိန္ဒြာကရင်ပြိုသွားပါတော့တယ်။ဒါကြောင့်မာယာကသူ့ရောင်မကဘရန်နီကိုအယူမှုဖြစ်တယ်ဆိုတာရင်ပြီးတော့သူရောက်မှကိုကောင်းကောင်းအခွင့်ကောင်းယူလို့ရတယ်ဆိုတာကိုလည်းနားလေသွားပါတော့တယ်။ဒီလိုနဲ့ရန်နေငယ်ကုံဆုံးသွားခဲ့ပါတယ်။မာယာကအင်ဒရာကိုပစ္စည်းတွေနဲ့သွေးဆောင်ခဲ့ပါတယ်။ပြီးတော့နေဦးကတော့အင်ဒရာကိုအရင်ကယူဆက်ခဲ့ပါတယ်။ ဒီလိုနဲ့တနေ့မှာအားလုံးကခမင်းစားသပွဲမှာထိုင်ပြီးမနက်စာစားနေတော့နွေဦးက cheese prata နဲ့ sandwich ကိုယူလာပြီးအိန္ဒြာအရှိမချပေးလိုက်ပါတယ်။အိန္ဒြာရေအမေပြောပြနေတာနေရာမနက်စာအတွက် cheese prata နဲ့ sandwich ကိုအရင်ကြိုက်တယ်ဆိုဒီမှာကြည့်ဒီနေ့ငါနဲ့အတွက်အဲ့ဒါလုပ်ပေးထားတယ်ပြီးတော့ငါနေ့နေ့လဲစောင်းလဲထုတ်ပေးထားတယ်ယူသွားလိုက်နော်အပြင်စာစားရင်နေနဲ့မကောင်းဖြစ်မှာဆိုလို့လေကျမအတွက်ဒါတွေလုပ်ပေးစရာမလိုပါဘူးဒီနေ့အထီးတော့ဘာမှလည်းမပေးခဲ့ဘူး ကျမကြိုက်တဲ့အစားစာတွေကိုလာချက်ပေးနေရပေါ့အိန္ဒြာကြီးမင်းကမင်းရောက်မှနဲ့ဘယ်လိုပုံစံစကားပြောနေရလဲမင်းကကိုရောက်မှအကြီးနဲ့တော့အဲ့လိုစကားမပြောဘူးလေပါလို့လဲဆိုတော့ရောက်မှမာယာသူ့ထက်ပိုကောင်းတယ်လေသူ့ဥစားတွေကိုလည်းတစ်ချက်ကြည့်အောင်သူကမိဘအိမ်ကနေဘယ်လိုဥစားတွေယူလာလဲမသိပါဘူးပြီးတော့ရောက်မှအကြီးကိုတစ်ခါတော့ကြည့်လိုက်ပါအောင်သူ့ဥစားတွေဖက်နှက်တွေလက်ဝတ်ရတနာတွေနဲ့မိတ်ကက်တွေအကုန်လုံးကနာမည်ကြီး brand တွေကြီးပဲ အင်ဒရာကသူ့ကိုယ်ကိုပြန်ပြောပြီးဒေါသတကြီးအိတ်ကိုဆွဲယူရာကိုလီကိုထွက်သွားလိုက်ပါတော့တယ်။ဒီလိုနဲ့ရန်နေငယ်ကုံဆုံးသွားခဲ့ပါတယ်။ပြီးတော့အင်ဒရာရဲ့တငယ်ချင်းတချို့ကသူ့ရောက်မှနှစ်ယောက်နဲ့တွေ့ဖို့အတွက်အင်ကိုရောက်လာကြပါတယ်။သူတို့တွေအားလုံးကနင့်တငယ်ချင်းတွေလား။နင်တို့အားလုံးထိုင်ကြလေ။ငါအခုပဲနင်တို့အတွက်စားစရာတခုခုယူလာခဲ့ပေးမယ်။ရောက်မှရင်အစားအသောက်တွေနောက်မှယူလာပါ။အရင်ဆုံးကျမတို့နဲ့ခဏလောက်ထိုင်ပြီးစကားပြောပါအောင်။ဟာနင်တို့နဲ့သူတွေကဘာစကားပြောမှလဲ။ နင်တို့သူ့မျက်နှာပဲကြည့်လိုက်စမ်းမရောင်မစီမနင်တို့ပြစရာဘာမှမရှိဘူးနင်တို့ငါရောင်မကြီးစီလိုက်ခဲ့ကြကိစ္စမရှိပါဘူးညီမတို့အားလုံးလေညီမကြီးရဲ့အခန်းထဲမှာထိုင်ပြီးတော့စကားပြောကြငါညီမတို့အတွက်တခုခုလှုပ်လာပေးမယ်နော်အင်ဂျာကသူ့တငယ်ချင်းတွေနဲ့အတူမာယာအခန်းထဲကိုသွားခဲ့ပါတယ်အိမ်မှာမာယာကအားလုံးကိုဂရင်းပေါ်မှာထိုင်ခိုင်းပြီးသူ့ရဲ့ရှင်နှောင်းကြီးမွေဇာရာဝစ်စုံဂူချီဖနက်မိတ်ကပ်ပစ္စည်းစတဲ့ဈေးကြီးတဲ့ brand တွေကိုပြခဲ့ပါတယ်ကြည့်ပါဦး ငါရောက်မှအရန်စေးကြည့်တဲ့ brand ဖြစ်စေးတွေကိုသုံးတယ်။ပြီးတော့ငါ့ကိုလည်းပေးတယ်။ကဲအားလုံးစကားပြောရင်တခုခုစားကြပါအောင်နော်။တခြားလူချင်တာရှင့်လည်းပြောနော်။ငါတီဆန်ဒွစ်မန်ဂိုရှိတ်နဲ့ကာလစ်ဘရက်တွေကိုလောက်ထားတယ်။နင်လည်းထိုင်ပြီးကြည့်လိုက်ပါအောင်။ရောက်မှငါကဒီမှာထိုင်ပြီးဘာလုပ်မှလဲ။ရောက်မှသွားတော့ညီမတို့လိုအပ်တယ်ဆိုရင်ရောက်မှခေါ်လိုက်ပါမယ်။တနာစီယာနွေဦးကအင်ကိုလာတဲ့အေးဒေရီကိုပြုစုရင်းနဲ့အလုရှုံနေပါတယ်။ မယားနဲ့အင်ဒရာကတော့သူတငယ်ချင်းတွေရှေ့မှာအရင်ကိုကြွားနေကြပါတယ်။ဒီလိုနဲ့ရန်နင်းငယ်ကုံဆုံးသွားပါတော့တယ်။ပြီးတော့တည့်ရမှာတော့အင်ဒရာရေဒီနေ့နဲ့အတန်းဖြတ်ပြီးသွားလို့ရမလား။တကယ်တော့ငါ credit card မှာပြဿနာတစ်ခုရှိနေတယ်။အခုမှငါအိမ်အောင်ကြတာမဟုတ်လို့ငါသွားလို့မရဘူး။ဒါပေမဲ့နဲ့ငါအလုပ်ကိုလုပ်ပေးမယ်ဆိုရင်ငါနင့်ကိုစာရာဝတ်စုံတစ်ထည့်ပေးမယ်လေ။ရောင်းမရေဒါဆိုရင်တော့ရောင်းမရဲ့အလုပ်ပြီးပြီလို့သာယူဆလိုက်တော့ အိန္ဒြာကဘာမှမစင်စားဘဲဘာညာပြောတဲ့အတိုင်းတခါထပ်ပြီးကိုလီကိုအပြက်ခံပြီးဘန်ကိုသွားပါတော့တယ်။ပြီးတော့အရင်ဆုံးမားရရဲ့အလုပ်ကိုလုပ်ပေးပါတယ်။အိမ်ပြန်ရောက်တော့သူစီကနေဇာရာဝိဆုံကိုယူလိုက်ပါတယ်။နောက်နေ့မှသူကအဲ့ဒီဝိဆုံကိုဝတ်ပြီးကိုလီကိုသွားခဲ့ပါတယ်။ပြီးတော့အားလုံးကိုလှောင်ပြောင်ခဲ့ပါတယ်။ဒီလိုနဲ့ရန်နေငယ်ကြာသွားပြီးအိန္ဒြာကကိုလီသွားဖို့ထွက်လာပါတယ်။ဒီချိန်မှာမားရကပြောလိုက်ပါတော့တယ်။အိန္ဒြာရေငါလှုပ်လေတခုလှုပ်ပေးလို့ရမလား။ ငါအိမ်မှာငါရဲ့ဂျီမီချူနဲ့လူးဝစ်ပေနန်တောက်ဖက်တို့ရဲ့ပြီးတော့ဒီယောကမိတ်ကပ်ပစ္စည်းတွေရရှိတယ်။နင်ကောလိတ်ကနေပြန်လာရင်ငါအိမ်ကိုသွားပြီးအဲ့ဒီပစ္စည်းတွေယူလာပေးလို့ရမလား။အဲ့ဒီအစားအဲ့ဒီပစ္စည်းတွေထဲကနင်ကြိုက်တာတစ်ခုခုယူလိုက်လေ။ရောင်းမရဲ့ဒါပြောစရာလိုသေးလို့လား။တော်တော်တုံးတာပဲ။ငါအလုပ်တွေအားလုံးလွယ်လွယ်ကူကူနဲ့လုပ်ပေးတယ်။အဲ့ဒီအစားအဲ့ဒီလောဘကြီးရဲ့အင်ဒရာငါပစ္စည်းအတုတွေပေးလိုက်တာပဲ။ तू မှမသိတာ။ဟဟ။ အိန္ဒြာကမာယာလက်အောက်မှာနေပြီးပြောသမျှလုပ်နေတဲ့အချိန်မှာအိန္ဒြာကသူ့ရောင်းမငဲနဲ့စကားတော်မပြောပါဘူးဒီလိုနဲ့တညမှာတော့အိန္ဒြာညစေနာကြီးမှအင်ပြန်ရောက်လာခဲ့ပါတယ်ပြီးတော့ငိမ့်ချတဲ့အတူအိန္ဒြာကိုစောင့်နေတဲ့နှွေးဦးကအိန္ဒြာရောက်လာတာနဲ့သူ့ကိုပြောပါတယ်နင်ပေရောက်နေလဲနင့်အကိုနဲ့ငါနင့်အတွက်ဘလောက်တောင်စိတ်ပူနေလဲဆိုတာနင်သိလားတကယ်လို့ပြန်လာတာနောက်ကြမယ်ဆိုရင်နင့်ကိုခေါ်လိုက်ပေါ့မိန်းကလေးတွေအတွက်အလောက်နောက်ကြမှအိမ်ပြန်လာတာမသိတော့ဘူးနော်ရောင်းမညီမောင်စောင့်ကြည့်နေလား ပြီးတော့ညီမပြောနေအောင်အမဘာသူမလို့လဲမင်းပြောတာမှန်တယ်အင်ဒရာ။ तू ကမင်းကိုတခုခုပြောနေအောင် तू ကဘာမှမလို့လဲ။နေဦးမင်းသူ့အတွက်စိတ်ပူတာကိုရက်လိုက်တော့မင်းသူ့အတွက်ဘာပဲလုပ်ပြီးလုပ်ပြီး तू ကမင်းအချစ်ကိုမြင်မှာမဟုတ်ဘူး။ငိမ့်ချန်းကအင်ဒရာရဲ့စကားကိုကြားတော့အင်ဒရာအပေါ်မှာဒေါသထွက်ပြီးအဲ့ဒီကနေထွက်သွားပါတော့တယ်။နောက်နေမှာနေဦးကသူ့ရောင်းမကိုစိတ်ဆိုးပြေစီဖို့အတွက်သူ့ရဲ့ဈေးကြီးဆုံးဝတ်စုံကိုအင်ဒရာကိုပေးလိုက်ပါတယ်။ငါဒီနေ့ထင်းနင့်ဘာမှမပေးခဲ့ဘူးမလား။ အဲ့ဒါကြောင့်ငါရဲ့ဈေးအကြီးဆုံးဝတ်စုံနှင်းကိုပေးဖို့စဉ်းစားလိုက်တာပြီးတော့ငါတို့တမိယောင်မတွေကငါတို့ရဲ့ဆက်ဆံရေးကိုအသိပြန်စကြတာပေါ့ယူလိုက်ပါအင်ဒရာနှင်းယောင်မချစ်ချင်းမြတ်တာအပြည့်နဲ့နှင်းကိုပေးတာလေကျော်ဤမှာပြောတော့နွေဦးကမျက်နှာပြပြီးအဲ့ဒီအဝဲစားကိုယူထားလိုက်ပါတယ်။ဒါပေမဲ့အခွင့်ရေးရတဲ့နေသူ့ရဲ့အင်းနီနာချင်းကအိမ်ပေါ်တယောက်ရဲ့တမိကိုအဲ့ဒီဝတ်စုံပေးလိုက်ပါတယ်။ဒီလိုနဲ့ဒေါ်ဤမှာကသူ့ချွေးမနှစ်ယောက်နဲ့အတူဈေးကိုသွားနေတော့နွေဦးကအဲ့ဒီမိန်းကလေးကိုမြင်သွားပါတော့တယ်။ ဒီမင်းကလေးကငါအင်ထရောက်ပေးခဲ့တဲ့ဝတ်စုံဝတ်ထားတာပဲ။နှွေဦးရဲ့ဒီကမာလေးကနင်အင်ထရောက်ပေးခဲ့တဲ့ဝတ်စုံနဲ့တူတဲ့အဝတ်ကိုဝတ်ထားတယ်နော်။ဒီမင်းကလေးကိုငါဘာလုပ်ရမလဲ။သူ့ငါလုံးဝနားမလဲတော့ဘူး။ဒီနေ့သူအိမ်ရောက်လာပါစေအောင်။သူ့တော့ငါပြောမှရမယ်။နင်ကသူ့ချစ်လာစွာနဲ့ဝတ်စုံပေးခဲ့တာ။ပြီးတော့သူကအင်ဖော်တယောက်ရဲ့သမီးကိုပေးလိုက်တာပဲ။ကိစ္စမရှိပါမေရဲ့။အင်ထရာဒီဝတ်စုံမကြိုက်လို့ထင်တယ်။ စိတ်မကောင်းဖြစ်နေတဲ့နှွေဦးကသူ့မိသားစုနဲ့အတူအိမ်ပြန်ရောက်လာခဲ့ပါတယ်။အဲဒီချိန်မှာစေယုံကနေအင်ဒရာမတော်တဆဖြစ်သွားတယ်ဆိုပြီးဖုန်းဆက်လာခဲ့ပါတယ်။အဲဒီနောက်မှာဒေါအီမာကငိမ့်ချတဲ့နှွေဦးနဲ့အတူစေယုံကိုရောက်လာခဲ့ပါတယ်။နင်ကဘသူ့စကားကိုမှနားမထောင်မလား။အဲ့ဒါကြောင့်ဒီနေ့စေယုံရောက်နေတာ။ကြည်စမ်းနင်ဘလောက်တောင်တန်ရာရီရနေလဲဆိုတာ။အမေရေအင်ဒရာအခုထိမကောင်းသေးဘူးလေ။ပြီးတော့အမေကသူ့ကိုစူနေတယ်။ငိမ့်ချရင်ရှင်အမေကိုအိမ်ခေါ်သွားလိုက်အောင် ဒီညဆေးရုံမှာကျမနေလိုက်မယ်။ဒေဥကသူ့ယောက်ခမနဲ့ယောက်ျားကိုအိမ်ပြန်လွှတ်လိုက်ပါတယ်။ပြီးတော့သူကိုယ်တိုင်တညာလုံးဆေးရုံမှာအင်ဒရနဲ့အတူနေခဲ့ပါတယ်။နောက်နေ့မနက်မှာဒေါ်အီမာကဆေးရုံကိုသွားတော့နေဥကအိမ်ပြန်လာပါတယ်။ပြီးတော့အင်ဒရအတွက်စားစရာတွေကိုလုပ်ပြီးဆေးရုံကိုပြန်လာခဲ့ပါတယ်။ကျင်းရင်ကျင်းရင်နဲ့နှစ်ရက်ကြာသွားခဲ့ပြီးတော့နေရအကြမှာဆေးရုံကနေဆင်းလာပြီးအင်ဒရကအိမ်ပြန်ရောက်လာခဲ့ပါပြီ။ပြီးတော့အိမ်ရောက်တဲ့နေဘာရစီကိုသွားပြီး သူ့ယောက်မရဲ့စကားတွေကိုနားထောင်ပါတယ်။ ဒီပူပြင်းတဲ့ရာသီဥတုမှာငါဆေးရုံသွားပြီးဘာလုပ်ရမှာလဲငါငါ credit card နဲ့ဆေးရုံစရိတ်ကိုပေးလိုက်မယ်ပြီးတော့ငါရောင်းမအောင်ဈေးကြီးတဲ့ brand အပစ္စည်းတချို့ပေးလိုက်မယ်သူကတီလို့ဆိုရင်ပျော်သွားမှာပဲဘာပဲဖြစ်ဖြစ်ငါသူ့အကြိုက်ဆုံးရောင်းမလေအဲ့ဒီဆင်းရဲတဲ့ຫນွေဦးမဟုတ်ဘူးတနာဆရာຫນွေဦးကဘာပဲလုပ်လို့အင်ဒရာငါပဲချီးမွမ်းနေမှာငါရောင်းမအောင်ငါအရင်ချက်တာသူတခွန်းပြောလိုက်တာနဲ့သူ့အလုပ်တွေအားလုံးငါလုပ်ပေးတယ်ပြီးတော့သူကငါအเจ้าကိုတီလို့တွေးနေတယ်ပေါ့ ရောင်မຫນွေဦးကအရန်သဘောကောင်းတယ်။ငေါ့အရန်ချစ်တယ်။ဒါပေမဲ့ငါသူ့အချစ်ကိုဘယ်တုန်းကမှနားမလည်ခဲ့ဘူး။အခုမှအိမ်ကလူတွေကရောင်မຫນွေဦးကိုဘာလို့သဘောကျလဲဆိုတော့ငါနားလည်သွားပြီ။အဲ့ဒီမှာအိန္ဒြာကသူ့မိသားစုကຫນွေဦးကိုဘာလို့ရွေးချယ်ခဲ့လဲဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။မကြာခင်မှာအိန္ဒြာကနေပြန်ကောင်းသွားခဲ့ပါတယ်။ပြီးတော့အခုသူကမာယာထံ၍ဦးနဲ့အတူပို့ပြီးတော့အချင်းတွေကိုကုံဆုံးသွားခဲ့ပါတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။